ဒီနေ့မှာတော့ကျမတို့ရဲ့ဘဝကိုစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ခွန်အားတွေပြည့်ဝပေးနိုင်မယ့်စာအုပ်တစ်အုပ်ဖြစ်တဲ့ Roma Egrit Marcus Aurelius ရဲ့နာမည်ကျော်မှတ်တမ်းများဖြစ်တဲ့ Meditations ရဲ့အနည်းချုပ်ကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်။ Marcus Aurelius ကတမိုင်းမှာအစွမ်းတဆုံပုဂ္ဂိုလ်ရေရာတဦးဖြစ်ပြီး Roma Empire ကို၁၉နှစ်ကြာအုပ်ချုပ်ခဲ့သူပါ။သူ့ဘဝမှာစစ်ပွဲတွေ၊ကာယယောဂတွေနဲ့ နိုင်ငံရေးပဏိပခရဲ့များစွာကြုံတွေ့ခဲ့ရပေမဲ့သူကတည်ငြိမ်ရေးဝါဒကိုကင်ဆယ်ပြီးဒီမတန်းတွေကိုသူ့ရဲ့ကိုယ်ပိုင်လေးချင်ငန်းအဖြစ်သာရေးခဲ့တာပါဒီစာအုပ်ကဘရင်တပါးရဲ့အတွန်းစိတ်တိုက်ပွဲများကိုဖော်ပြထားတဲ့မှတ်တမ်းပါဘဝမှာအကောင်းဆုံးနဲ့အဆိုးဆုံးနေကြွားချိန်မှာတော့ကျမတို့ရဲ့အတွန်းစိတ်တည်ငြိမ်မှုကိုဘလို့ထိုင်သိမ့်မလဲဆိုတဲ့လမ်းညွှန်ချက်များပဲဖြစ်ပါတယ်။တဘာဝကိုလက်ခံခြင်းတဘာဝဤအစိပ်ပိုင်း အော်ရလီယပ်ရဲ့ပထမဆုံးသင်ခန်းစာကတော့ကျမတို့ဟာကြီးမားသောစစ်ကြောလာရဲ့အစိပ်ပိုင်းသာဖြစ်တယ်ဆိုတာကိုလက်ခံဖို့ပါပဲ။ကျမတို့ရဲ့ဘဝဟာတဘာဝရဲ့စည်းမျဉ်းတွေစစ်ကြောလာရဲ့စည်းမျဉ်းတွေအတိုင်းသာလည်းပတ်နေပါတယ်။ကိုကိုကိုလောကကြီးရဲ့ဘဟုလို့မထင်ပါနဲ့။ပြောင်းလဲခြင်းသာထောက်ရ။ဒီနေ့ဝါတာအရာအလုံးကအမြဲတမ်းပြောင်းလဲနေတယ်ဆိုတဲ့မှန်တရားကိုလက်ခံစေပါတယ်။ပစ္စည်းတွေ၊လူတွေ၊ယာတုတွေစိတ်ခံစားမှုတွေကခဏတာတာတရှိပါတယ်။ မတည်မြဲတဲ့ຢာတွေပေါ်မှာစိတ်ပိုင်းဆိုင်ရာဆွဲလန်းမှုကိုလျှော့ချပါဒီလိုမှသာဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတည်ငြိမ်နိုင်ပါလိမ့်မယ်ကံကြမ္မာကိုလက်ခံခြင်းကိုယ့်ရဲ့ကံကြမ္မာကိုချစ်ပါဆိုရင်စကားပါကျမတို့ရဲ့ဘဝမှာမပြောင်းလဲနိုင်တဲ့ဖြစ်ပျက်တွေဆိုင်ခေါ်မှုတွေရှိလာတဲ့အခါဒါအောင်မကြိုက်ဘူးလို့ညှင်းဆန်မယ်စားဒါအောင်လက်ခံပေးကြမှုထားပါကြံကြည့်ချက်မကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်လာရင်ဒါကျမတို့ပို့ပြီးတန်လာအောင် လုပ်ပေးတဲ့ တင်ပေးတဲ့အခွင့်အရေးပဲလို့တွေးခေါ်ပါတံပိုးကိုလောရက်ဖြစ်ပန်နေပါအတင်ဂျင်မှုဟာတမားရဲ့အတွက်အကောင်းဆုံးရာကကိုချက်တရားကောင်းမွန်ခြင်းပါပဲဇေယျကောင်းဆိုတာကတော့ဉာဏ်ပညာတရားမျှတမှုတတိနဲ့မိမိကိုယ်ကိုထိန်းချုပ်မှုတွေပဲဖြစ်ပါတယ်သင်္ကန်းစာပြင်လောကကအမြင်မှုချမ်းသာမှုတွေအရေးမပါပါဘူးသင်ရဲ့အတွင်းစိတ်ဆဲကသာအရေးစိဆုံးဖြစ်ပါတယ်အတွင်းစိတ်ကိုထိန်းချုပ်ခြင်း ထိ ंछ ုံနိုင်တော့ရထိ ंछ ုံမရတော့ရအဓိကလက်တွေ့ချင်းတော်နေတဲ့ဒီကကထိ ंछ ုံနိုင်တဲ့အရာတွေနဲ့ထိ ंछ ုံမရတဲ့အရာတွေကိုခွဲခြားသိမြင်ခြင်းပါပဲထိ ंछ ုံနိုင်တာကိုယ့်ရဲ့အတွေ့များစီရင်ဆုံးဖြတ်ချက်များတန်ဖိုးများနဲ့လှုပ်ရက်များထိ ंछ ုံမရတဲ့အရာတွေကတော့အခြားသူများရဲ့အမြင်ဇာတိဥတုအတိတ်နဲ့ယောဂများထိ ंछ ုံမရတဲ့အရာတွေပေါ်မှာစိုးရိမ်ပူပန်ခြင်းကိုရပ်ပြီးကိုယ့်ရဲ့တုံ့ပြန်မှုကိုဒါအားလုံးစိုက်ပါ ေါသကိုထိန်းချုပ်နေ။ Aurelius ကဒေါသကိုကင်လွယ်တဲ့အလွန်ထိရောက်တဲ့နည်းလမ်းမျိုးပေးထားပါတယ်။နားလည်မှု။သူတို့ဘာမှလုပ်ချင်တာသူတို့ရဲ့အသိဉာဏ်လောအပ်ချက်ကြောင့်ဖြစ်တယ်လို့နားလည်ပါ။ဘသူကမှစိုးဝါးရွားဖို့ရည်ချက်မရှိပါဘူး။ပြစ်ဆုံးပါအောင်ရှိပါ။တဲ့ဒေါသထွက်စေသူကမကြခင်မှာတည်ဆုံးသွားမယ်ဆိုတာကိုသတိရပါဒီလိုတူတောင်းတဲ့ဘဝမှာဒေါသတော့အချိန်မပြောင်းတတ်ပါဘူးသူတို့ဘာမျိုးပဲကြခြင်း ဧပြီတစ်ပါးဖြစ်ပေမဲ့ Aurelius ကသူတစ်ပါးရဲ့မြင်ဟာကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ဘာမှမဆိုင်ဘူးလို့တတိပေးခဲ့ပါတယ်။သေးပါဘော။လူရသူဘလို့ပဲတင်မစေတင့်ရဲ့စရိတ်ကောင်းမထိခိုက်နိုင်ပါဘူး။အရေးကြီးတာတင့်ရဲ့လောက်ရတဲ့ဟာတရားမျှတမှုရိုးသားမှုနဲ့ကန့်ညီနေဖို့တာဖြစ်ပါတယ်။သူတစ်ပါးကိုကျေနပ်အောင်လုပ်ဖို့ကြိုးစားခြင်းကိုရလိုက်ပါ။ပိစုံပန်တံပေါ်နဲ့တည်ခြင်းတရား။ပိစုံပန်နဲ့ရှင်တန်ခြင်း။ကျမတို့မှာတကယ်ပိုင်ဆိုင်တာက စ္စုပန်ခိုက်တန်တာဖြစ်ပါတယ်။အတိတ်တွေ့ရကုံဆုံးသွားပြီ။ပြန်ပြင်လို့မရဘူး။နာခက်နာခက်မရဘူးတိ။တင်းရဲ့စိတ်ကိုအတိတ်ရဲ့နောင်နာတွေနဲ့အနာဂတ်ရဲ့စိုးရိမ်ပူပန်မှုတွေအားနဲ့ရုပ်သိမ်းပြီးဒီ10မိနစ်မှာတင်းလုံးဆောင်နိုင်တဲ့အရာတော့အာရုံစိုက်ပါ။တည်ခြင်းကိုအမှတ်ရပါ။အဲ့ဒါဒီနေ့ဝါလာသမားရဲ့အရေးကြီးတဲ့အလေးချက်မှာဒီနေ့ကမင်းရဲ့နောက်ဆုံးနေ့ဖြစ်နိုင်တယ်လို့တွေးခေါ်ခြင်းဖြင့် ကျမတို့ကဘဝကိုပုံမတမိုးထားလာနိုင်ပါတယ်။အချို့တည်ခြင်းကိုမှန်ရခြင်းကအချိန်ဆွဲခြင်းကိုဖန်ရှားပေးပြီးအရေးကြီးတဲ့အရာတွေကိုအခုပဲစတင်လုပ်ဆောင်မှုခွန်အားပေးပါတယ်။နာမည်ကျော်မှုရဲ့နှစ်တာအမယ်ခြင်း။ Aurelius ကဘယင်တစ်ပါးဖြစ်တော်လဲ။ Control နဲ့နာမည်ကျော်ချမှုကိုလုံးဝအလိမ်ထားခဲ့ပါဘူး။အမှန်တရားတင့်ကိုချီးကျူးမဲ့သူတွေကတင့်နောက်မှာဘယ်သူမှမကြံရှိရကသူတို့လည်းတည်ဆုံသွားမှာပါ။ရေရှည်နာမည်ကျော်ချမှုကတမားရဲ့ဖုံးမှုတာဖြစ်ပါတယ်။သင်္ကန်းစား တကယ်တမ်းမို့ကအပြင်လောကရဲ့ချီးကျူးမှုမဟုတ်ပဲကိုယ့်ရဲ့ဆရာကောင်းကနေဖန်တီးလိုက်တဲ့လုပ်ရပဲဖြစ်ပါတယ်။လူမှုဆက်ဆက်ရေးနဲ့တာဝန်လူမှုတတ်တော်ပါ။တင်ရင်းဝါလာသမားတွေအတွက်လူသားလူမှုတတ်တော်ဖြစ်ပါတယ်။ကျမတို့အားလုံးဟာပေါင်းစည်းပြီးအချင်းချင်းကူညီဖို့အတွက်ဖန်တီးထားတာပါ။တာဝန်ကိုယ့်ရဲ့တာဝန်ဖြည့်ဆည်းခြင်းသူတစ်ပါးကိုကူညီခြင်းဟာတင့်ရဲ့တဘာဝပါ။ကိုယ့်ရဲ့ community အတွက်အကောင်းဆုံးလုပ်ဆောင်ခြင်းဟာပျော်ရွှင်မှုရဲ့အရင်းမြစ်တစ်ခုပါပဲ။ မအောင်နားလဲပြီးခွလို့ချင်းလူတွေမလို့ချင်းဟာသူတို့ရဲ့စိုးရွားလို့စိတ်ကြောင့်မဟုတ်ပဲအသိပညာချွေးရမှုကြောင့်ဖြစ်တယ်လို့နားလဲပါအကြံပြုချက်သူတို့ရဲ့အမအကိုကိုချင်းစာစိတ်နဲ့မြင်ပါကိုယ်တိုင်လည်းအမလုံးနိုင်တယ်ဆိုတာကိုသတိရပါခွလို့ချင်းဟာသူတို့တော့မဟုတ်ပဲတင့်ရဲ့အတွင်းစိတ်ငြိမ်းချမှုတော့ဖြစ်ပါတယ်နေ့စဉ်ဘဝရရှိမှု meditation ရဲ့စာမျက်နှာတိုင်းကနေ့စဉ်ဘဝရရှိတဲ့လောက်ဆောင်မှုတွေကိုလေ့ထားပါတယ်မနေ့အိပ်ရထားခြင်း အလုဆာခြင်းလူတွေနဲ့ဆက်ဆံခြင်းစတဲ့အခိုက်တန်တိုင်းဟာကိုယ့်ရဲ့ဇေယျကောင်းကိုလေ့ကျင့်မှုအခွင့်အရေးတွေပါပဲအရှိပါပေါ့အေဂရက်တပါတော်မှာနေစဉ်ဘဝရဲ့တင်းရတဲ့အရာတွေအောင်ဆိုင်နေရရင်ကျမတို့လိုတမန်လူတွေတော့ပို့ပြီးရေးကြည့်ပါတယ်ညီကောင်ကြောင့်နဲ့နေစဉ်လမ်းညွှန်ချက်မယ်ဒီရှင်းစာအုပ်ဟာခွတ်တွေကာလာတွေကိုကြုံလွန်ပြီးအခက်အခဲတွေကြားရတဲ့အနေနဲ့တည်ငြိမ်မှုနဲ့ဉာဏ်ပညာကိုရှောက်ဖွေနိုင်ဖို့လမ်းညွှန်ပေးခဲ့ပါတယ် နေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးရမယ်ဒီညီဝါဒရဲ့လက်ညွန်ချက်၃ချက်ထိချုံမရတဲ့အရာတွေလွတ်ချပြီးကိုယ့်ရဲ့တုံ့ပြန်မှုဒါအံ့ဩဆိုင်ပါကိုယ့်ရဲ့လောရတွေဟာရိုးသားမှုတရားမျှတမှုတွေနဲ့ကန့်ညီနေဖို့အမြဲတမ်းစစ်ဆေးပါတင်းချင်းတရားအမတ်ရခြင်းဖြင့်ဒီနေ့ကိုအကောင်းဆုံးသုံးချပါစပန်းဆိုင်ရာခွန်အားနဲ့ညီချင်းမှုကိုရရှိလို့သူတိုင်းအတွက်ဒီစာအုပ်ဖတ်ရှုဖို့တိုက်တွန်းရင်းဒီကုန်းချုပ်ပါတယ်။နောက်ထပ်ဉာဏ်ပညာပီရိုတွေအတွက် channel subscribe လုပ်ထားပါနော်။ကျေးဇူးတင်ပါတယ်။